ပါရှင်အဲဒီညလေးကမီးတွေပြတ်တော့လေအစားကတော့မရိုက်တော့ဘူးလို့တွေးထားတာပေါ့နော်ဒါမဲ့အခုဒါ collective reading လေးမှာကပေါ့နော်ဒီစိတ်ထဲမှာလုံပေးခြင်းစိတ်လေးဖြစ်လာလို့ဒါဘာ reading လဲဆိုရင်တော့ပြောမယ်ဆိုရင်က no content ပေါ့နော်အခုအချိန်မှာအဆက်အသွယ်တွေပြတ်တောက်နေတဲ့အဆက်အသွယ်တွေမရတဲ့သူတွေအဲဒါမှမဟုတ်တချို့လေးတွေကကြတော့ပေါ့နော်ဒီ sorry ဟောလောလောဆယ်ဆယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းပဲ no content ဖြစ်နေတဲ့ separation တမားလေးပေါ့နော်သူတို့တွေရဲ့တစ်ဖက်လူရဲ့ energy နဲ့ပေါ့နော်ဒီ guidance message လေးတွေကိုကြည့်ပေးထားတာဖြစ်ပါတယ်ဒါကပြောမှဆိုရင်တော့ကွာဒီပေါ့နော်အဲမြင်ရတာလေးတွေအမကပြောပြသွားမယ်ဟုတ်လားလောဆယ်ဆယ်ရှိနေတဲ့ current energy ကိုအဓိကကြည့်တာပဲရှေ့ဆက်ပြီးတော့ဘာတွေဖြစ်မယ်ဘာတွေဖြစ်မယ်ဆိုတာမျိုးတွေကတော့ ဟိုမြင်မြင်တဲ့အတိုင်းတော့ပြပြသွားမယ်ပေါ့နော်ဒါက general reading general reading ဆိုတာကကောအကုန်လုံးဒီ collective reading ပေါ့နော် sorry general မဟုတ် collective လေးရအကုန်လုံးအတွက်ဒါကကြည့်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်တိုးတယောက်ချင်းစီနဲ့ပေါ့နော်ဒီ reading ကအဲကိုင်ညီတာတွေလည်းဖြစ်ချင်မှဖြစ်မယ်ပေါ့နော်တချို့လေးတွေအတွက်တော့ကိုင်ညီပါလိမ့်မယ်နည်းနည်းလေးလေးလေးတိုက်နေလို့ခဏလေးနော် တိုင်းလေတော့ခဏလေးဒါနဲ့တော့ဖြီးလိုက်မယ်အဲ့တော့ကောနော်အရင်ဆုံးမကမြင်တာလေးတွေကိုပြောရမယ်ဆိုရင်ကောဒါတူ energy လေးကိုပေါ့နော်ခံစားမိတာလေးတွေကိုအမပြောပြပေးပါမယ်နော်တူအနာဂျီလေးကအခုချိန်မှာတော့အဲကောင်းပါတယ်เนาะ တချို့လေးတွေပေါ့နော်ဒီတချို့လေးတွေဒီတစ်ဖက်လိုကသူဖြစ်ချင်တာလေးတွေအခုချိန်မှာဖြစ်နေတယ်ပျော်ရွှင်နေရတယ်နော်နောက်ပြီးတော့ဒါမှဆိုရင်မကွာသေးရမလားတီမောကခုံနေနဲ့ဒါပျော်နေရတယ်ကွာသေးရမလား the wall wall ဆိုတဲ့အတိုင်းပဲကွာလုံးဝကိုဟိုသူဖြစ်ချင်တဲ့အရာတွေသူလိုချင်တဲ့အရာတွေသူဘယ်လိုပြောမလဲသူအကောင့်ထေပေါ်ချင်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုအကုန်လုံးသူ ဟိုစ조사နေတယ်조사နေတယ်နှစ်ယောက်လည်းပေါ့နော်သူကရရှိလာနေတယ်ဆိုတော့နမိတ်ဒီပေါ့နော်ပြနေတယ်ဆိုတော့အတွက်ကြောင့်သူ့ကိုကယ်ရေးမြတ်ပေါ့နော်ကိုဘက်ကသူဘာတွေများဖြစ်နေလဲသူအဆင်မပြေရမြင်ရဖြစ်နေမလားအခက်အခဲတွေများဖြစ်နေမလားအဲအဲ့လိုမျိုးလေးတွေများပေါ့နော်သူတွေးပူနေတာလေးရှိတယ်ဆိုရင်တော့မတွေးပါနဲ့เนาะမပူပါနဲ့လို့ပြောချင်ပါတယ်သူအဆင်ပြေပါရဲ့เนาะအဲ့တော့လေးသိလား ဒီမှာကတည်းကအခုကြည့်နေတဲ့သူလေးနဲ့ပေါ့နော်ဒီတစ်ဖက်သူရဲ့ကြားထဲမှာတော့ TV energy ရရှိနေတယ်။နှစ်ယောက်ကြားမှာနော်နည်းနည်းအနောက်ရှက်တစ်ခုခုနော်ဒီ energy ရအမဘာခံစားလိုက်မိသွားလဲဆိုရင်နည်းနည်းလေးလံနေကွာတွေ့လားလေးလံနေခံစားချက်တစ်ခုအမရလိုက်တယ်။သူ့အနေနဲ့လည်းပြောမှာဆိုရင် ီ energy 6ပေါ့နော်သူ့အနေနဲ့လဲလေးလံနေရတယ်ဒီခါလေးကျရင်သူပင်စိတ်ပင်မန်းရတာပေါ့ကွာအဲ့လိုမျိုးပေါ့နော်ဖြစ်ရသလိုကိုလည်းပဲဒီ energy ကိုတက်ရောက်နေတဲ့ခါကျတော့လေးဒီခါလေးကျရင်ပေါ့နော်လေးလံတဲ့အစိတ်မျိုးလေးဖြစ်နေတာမျိုးခံစားရတယ်ဘယ်လိုပြောရမလဲတခုခုကမပြီးဆုံးသေးတဲ့ခံစားချက် အဲ့တခုခုကဆိုဒီအနောက်ရှက်ပေါ့နော်နှစ်ယောက်ရှားမှဖြစ်နေအမခန်းစားနေရတဲ့လောက်ကတော့တပ်ပါတီအနောက်ရှက်လည်းဖြစ်နိုင်တယ်နော်ဒီတပ်ပါတီပေါ့နော်တပ်ပါတီအနောက်ရှက်ဆိုတာကွာဒီဂျားထဲမှာတစုံတယောက်ကြောင့်နှစ်ယောက်ကပေါ့နော်ဒီလိုမျိုး separation ဖြစ်သွားတာပဲဖြစ်ဖြစ်တစုံတယောက်ပြန်ရောက်လာလို့ဘောနော separation ဖြစ်သွားတာဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်ချမ်းမှာဒီလိုမျိုးအတားအဆီးတစ်ခုကပေါ့နော်ခံနေတဲ့အခါကျတော့ နည်းနည်းပေါ့နော်ရှေ့ဆက်လို့မရဘူးဟိုပြီးွားပြီလားဆိုတော့လဲခန်းစားချက်ကြီးကဘလို့ကြီးလဲမပြီးသေးဘူးဆိုတော့ခန်းစားချက်ကိုလဲရနေတယ်ရှေ့ဆက်ရမလားဆိုပြန်တော့လဲပေါ့နော်ရှေ့ဆက်လို့ရနိုင်ပါမလားဆိုတော့ပေါ့နော်ဒီဟိုလေးလံနေတဲ့စိတ်တွေနဲ့ပေါ့နော်အဲ့လိုမျိုးရှိနေတဲ့ခန်းစားချက်ကြီးကိုခန်းစားလိုက်ရတယ်ဒါကိုဖြစ်နေရလဲဖြစ်နိုင်တယ်သူဖြစ်တာလဲဖြစ်နိုင်တယ်ဒီ energy ကကြတော့ဟို ဘယ်လိုပြောမလဲ collective လေးတွေနဲ့လဲပေါ့နော် sign နဲ့ energy တွေပါလိုက်မယ်ခွင့်သိလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမှခံစားလိုက်ရတယ်။အဲ့တော့သူ့အနေနဲ့ကပေါ့ကွာအခုချိန်မှာတော့ပြောရမယ်ဆိုရင်တော့ဘာ action တွေယူမလဲဆိုရင်တော့လောလောဆယ်ဆယ်တော့ action ယူဖို့တော့မမြင်သေးဘူး။ဘာလို့လဲဆိုတော့သူကဒီမှာသူ့ကိုယ်သူပြန်ပြီးတော့တုံ့တက်နေတယ်၊နားနေတယ်ကွာတဲ့လား။ သူလည်းပဲဒီမျိုးပေါ့နော်ဒီဒီ relationship မှာဖြစ်ဖြစ်ခဲ့သမျှတွေအတွက်သူလည်းပဲပင်ပန်းခဲ့တာတွေရှိမယ်နာကျင်ခဲ့ရတာတွေရှိမယ်အဲ့အတွက်ကြောင့်သူပင်ပန်းနေတဲ့အတွက်ကြောင့်ပေါ့နော်အခုချိန်မှာပြန်လာပြီးတော့သုံးသပ်နေတဲ့သူနှလုံးသားကိုပေါ့နော်ပြောမယ်ဆိုရင်တော့ rest ပေါ့နော်အနားယူနေတယ်အဲ့လိုပုံစံမျိုးလေးမြင်နေရတယ်နော်နှစ်ယောက်ကြားမှာတော့ကွာဟွန်း temperature energy ရတော့ပေါ့နော်နည်းနည်းမြတ်တရာဖြစ်လာမယ်နမိတ်လေးတော့ရှိနိုင်တယ် အပြောမှဆိုကောင်းတဲ့နမိတ်လေးတွေပေါ့နော်နှစ်ယောက်ကြားမှာပိုးဘယ်လိုပြောမလဲအခုတော့မဟုတ်သေးပေမဲ့ပေါ့နော်ရှုချပေါ့နော်အနာဂတ်မှာတော့ပြန်ပြီးတော့ကောင်းလာမယ့်နမိတ်လေးတွေလည်းရှိမယ်လို့တော့မတော်ခံစားမိတယ်နော်အခု energy ကဒါသူ့ဘက်မှာကငြိမ်နေတယ်ဆိုရင်လည်းအနာဂတ်မှာတော့ကောင်းတော့ကောင်းလာဒါကြောင့်မလို့ဟိုဘယ်လိုပြောမလဲကိုကလည်းဒီ energy ကိုခံစားရတာပေါ့နော်ပြောမယ်ဆိုရင်ကွာဟိုဘယ်လိုပြောမလဲတခုခုက မပြပြတ်သေးဘူးဆိုတဲ့ခံစားချက်ကြီးကိုခံစားနေရလည်းဖြစ်လိမ့်မယ်ဒီလို energy တွေရှိနေတာကြောင့်ပေါ့နော်အဲ့လိုမျိုးခံစားနေရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကွာဘေးကဆိုင်ကြတဲ့နေဝင်သွားတာ sorry ပါနော်ညဘက်ဆိုရင်အဲ့လိုပဲဒီခါလေးကျရင်တိတိဆိတ်ဆိတ်ရှိတဲ့အချိန်ကိုရွေးပြီးလောက်ခါမှအဲ့လိုမျိုးတောင်းချမ်းတဲ့သူတွေကလည်းရှိတယ် sorry ပါနော်အဲ့တော့ဒီမှာနောက်ထပ်အမှတ်ကဘာလေးတွေထပ်မြင်ရလဲဆိုရင်ကွာ သူနဲ့ကိုနဲ့ကြားမှာလေးဒီလားငွေကြီးပိုင်းရလေးလေးလေးပသက်တာမျိုးလေးလေးရှိကောင်းရှိခဲ့လိမ့်မယ်ပြောချင်တာကွာဒီမှာဆိုရင်ဘောနော်ကိုကသူ့ပေါ်မှာအတူရှိစဉ်လုံးကဘောနော်သူ့ကိုတော်တော်လေးကို supporting ပေးခဲ့ဖို့မယ်တော်တော်လေးသူ့ပေါ်မှာဘောနော်ကွာကူညီခဲ့ဖို့မယ်ငွေကြီးပိုင်းရပဲအစားဘောနော်အဲအဓိကတော့ငွေကြီးပိုင်းနေနဲ့ပတ်သက်ပြီးတော့ကူညီခဲ့ဖို့ဓာတ်ရှိကောင်းရှိလိမ့်မယ်နော်သူကအရာလေးတွေကိုအခုချိန်မှလေးဒီလား ပြန်ပြီးတော့သူကလေအဲ့ဒါတွေတတိယနေတယ်ပြန်ပြီးသုံးသပ်နေမိတယ်ကို့စေတနာတွေရောပေါ့နော်ဟိုအမပြောချင်တာကွာတိရမလားဟာကို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 ့စီကိုလာပြီးတော့ဟိုဘယ်လိုပြောမလဲပြန်ပြီးတော့တိရမလားအဲ့လိုမျိုးတွေပေါ့နော်အခုညီထောင်းမာတွေဟိုအရင်လိုမျိုးများပြန်ရမလားဆိုပြီးတော့လာလုံးမာမျိုးတွေအဲ့လို energy မျိုးတော့မဟုတ်ဘူးကွာနော်ဘယ်လိုပြောမလဲကောင်းတဲ့ energy နဲ့ပဲရှိနေပါလားကောင်းတဲ့ energy ပဲတိရဟိုအမခံစားမိလောက်ရခံစားမိရတဲ့လောက်ကတော့လေ ဟိုတကယ်ဘယ်လိုပြောမလဲသူ့အနေနဲ့ပေါ့နော်ကိုယ်စေတနာမြတ်တာတွေကိုသုံးသပ်နေတယ်ဆိုတော့ energy မျိုးပေါ့ကွာတိရမလားအဲ့လိုပုံစံမျိုးလေးကိုတော့မအားတော့ပို့ပြီးတော့ခံစားရရပေါ့နော်ဒီလိုမျိုးကိုနဲ့ပတ်သက်ခဲ့မှုတဲ့အရာတွေကိုသူ့ဘောကောင်းခဲ့မှုတဲ့အရာတွေအဲ့ဒါတွေကိုသူ့မှာဟိုဘယ်လိုပြောကောင်းသောစိတ်လေးနဲ့ပဲတွေးနေတာတတိယနေတယ်ဆိုတော့ခံစားချက်လေး အဲ့လိုသဘောမျိုးပဲအမခံစားရတာပေါ့နော်အဲ့လိုပုံစံမျိုးပဲအဲ့တော့အာသူတတိယလားဆိုရင်တော့လည်းရတယ်လို့ပဲပြောအောင်ပါပေါ့နော်သူကိုတတိယနေတယ်အခုလည်းသူတတိယနေရချောက်လို့လည်းပါတယ်ပေါ့နော် energy ကလိုမျိုးလေးပေါ့နော် trans ဟိုတလောအမပြောရရင်လေ thought transmission လေးလေအဲ့လိုပုံစံမျိုးလေးလည်းရှိတတ်တာဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်မှာလည်းကိုယ်ကတတိယနေရလေးရှိရင်อืม အချင်းနေအချောင်းချောင်းချောက်တာပေါ့နော်နှစ်ယောက်ကပြတ်ဆဲသွားပြီမဲ့လဲပေါ့နော်အခုချိန်မှာသူ့အနေနဲ့ကလည်းဟိုသူပြန်ပြီးသုံးသပ်နေတာမျိုးလေးကြီးရှိတယ်နောက်ပြီးတော့ဒီမှာဒီ Neural Caps Energy ရကွာကိုယ်စီကိုဒီ energy နဲ့ဒီ energy နဲ့နှစ်ခုရတော့အမကတော့သူ့အနေနဲ့ပေါ့နော်ကို့ဘဝတွေကို ပြန်ပြီးတော့ချစ်ချင်းမြတ်တာရင်းနဲ့ပြန်ရောက်လာလိမ့်မယ်လို့တော့ခံစားနေမိတယ်အဲ့ဒီချိန်ကဘယ်ချိန်လဲဆိုတော့အမအနေနဲ့ မခံစားမိသေးဘူးလောလောဆယ်ဆယ်မဟုတ်သေးဘူးတစ်ချိန်ချင်းပေါ့ကွာတိလားကုနရှင်ကပြထွက်မသွားသေးဘူးဆိုတော့ energy မျိုးကိုလည်းပူခံစားရတယ်အာနှစ်ယောက်ကြာမှပြန်ပြီး romantic love လေးလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လာနိုင်ခြေလေးတွေရှိတယ်အဲသူပြန်လာနိုင်ခြေလေးတွေရှိတယ်ဆိုတော့ပုံစံမျိုးလေးတွေကိုခံစားရတယ်ဒါကလေတိလားဒီ energy ကကွာ သူ့ energy ဆိုပေမဲ့လည်းပေါ့နော်ကို energy လေးတွေပါပါနေတာကိုတွေ့ရတဲ့ခါကျတော့ဒီနမိတ်လေးတွေမှာ resonate ဖြစ်တဲ့လူလေးတွေကတော့ dividend နဲ့ပေါ့နော်ပို့ပြီးတော့ကန့်ညီလိမ့်မယ်လို့တော့အမတော့ပြောချင်တယ်နော်အဲ့တော့ဒီမှာ oracle လေးကဘာလေး message ပေးထားလဲဆိုရင် give your relationship အပြည့်တဲ့ chance နော်အာပြောချင်တာကွာသူတယ်မလား음သူ့ကိုခွင့်ရီး ကယ်၍သူ့ဘက်ကပြန်လာတယ်အဲခုနကဒီမှာပြောသလိုပေါ့နော်ကောင်းမွန်တဲ့ချစ်ချင်းအနေနဲ့ကောင်းမွန်တဲ့သူတယောက်ဖြစ်ပေါ့နော်ပြန်လာတယ်ဆိုရင်တော့အခွင့်အရေးတခုတော့ပေါ့နော်သူပေးစီခြင်းပါတယ်တဲ့နော်ဟိုဘယ်လိုပြရမလဲကွာဟိုအခုချိန်မှာသူကသုံးသပ်နေပြီသူကပြန်ပြီးတော့လေပေါ့နော်တွေးတောဆင်ခြင်နေတယ်ဆိုတော့ energy လေးတွေမှာရှိနေတဲ့ခါကျတော့သူတကယ်လို့ပေါ့နော်တစ်ချိန်ချိန်မှာပြန်လာမယ်ဆိုရင်တော့ အရင်နဲ့မတူတဲ့ပေါ့နော်ဒီ energy တွေနဲ့ပြန်လာမယ်လို့တော့မတော်ခံစားမိတယ်နော်အဲ့ဒါကြောင့်အဲ့လိုချိန်ရောက်လာရင်တော့သူ့ကိုအဖွင့်ရေးလေးတခုတော့ပေါ့နော်ကိုယ့်ဘက်ကအဲပေးခြင်းနဲ့ပေးခြင်းနဲ့ဆန္ဒရှိရဆိုရင်ပေးသင့်ပါတယ်တဲ့နော်အဲ့လိုအဲ့လိုသဘောလေးမျိုးကိုယ်ကမပေးခြင်းဘူးဆိုရင်တော့လည်းစောင့်ကြည့်ခြင်းနဲ့ဆိုရင်လည်းစောင့်ကြည့်ပေါ့နော် ကိုဘက်ကလည်းအင်ဂျူရှင်ကပေးဖို့တင်းတော်တယ်အာသူ့ကိုပြန်ပြီးတော့ဗောနော်လက်ခံပြီးတော့အဲသူ့သူ့ရဲ့ဗောနော်ဒီပြောင်းလဲလာမှုလေးတွေကိုငါသိကျင်နေအဲဆောသဖြင့်သူကောင်းတဲ့ဘက်ကို ပြောင်းလဲလာပြီးဆိုရင်လည်းကိုကသူ့ကိုပိုကောင်းအောင်ဆွဲခေါ်ပေးမယ်အဲဆောသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုစိတ်ထဲမှာကို energy မှာရှိနေဆိုရင်လည်းအခါကျရင်ပြန်လက်ခံလိုက်ပါနော်လောလောဆယ်ကတော့ကိုကိုကိုတော့ ဒီ energy မှာပဲနစ်မြုပ်မနေနဲ့အောင်အားတို့ပဲသတိရတယ်တို့ပဲလွမ်းတယ်သူစိတ်ပဲစားလဲသူစိတ်အိလဲသူစိတ်เนาะတို့ခုခုဆိုမွန်းကျင်နေတဲ့စိတ်တွေနာကျင်နေတဲ့စိတ်တွေအသွားပြီးတော့တည်ရမလားပြောခြင်းဆိုခြင်းခေါ်ခြင်းနဲ့စိတ်တွေအရင် attachment များနေတဲ့စိတ်တွေအဲ့ဒါတွေရှိနေရဆိုရင်တော့လောလောဆယ်အဲ့ဒါတွေကို free yourself ကိုကိုကိုလွတ်မြောက်အောင်အချိန်ကြပြီလွတ်မြောက်အောင်လုပ်ဖို့အချိန်ကြပြီเนาะကိုကို life ကို ကိုယ့်ရဲ့ energy တွေနဲ့ control မလုပ်တာနဲ့ကွာပြလာเนาะဒီလို energy ရှေ့လျှောက်ဖြစ်လာဖို့တွေရှိတာကရှိတာပဲဒါပေမဲ့ကိုယ့် energy ကဒီမှာပဲပြိမ့်မိနေမယ်ဆိုရင်ဒီလိုမျိုးတွေနဲ့ပဲအနှောက်ရှက်တွေအဆင်မပြေဘူးအဲ့ဒီအနှောက်ရှက်ကကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့ဒီစိတ်တွေကြောင့်လည်းဖြစ်နိုင်တယ်เนาะအဲပြောချင်တာကတော့နှစ်ယောက်ကြာမှဒီအနှောက်ရှက်ကြီးကပြီးပြီးဆုံးသွားမှာမဟုတ်သေးဘူး ရှိနေရောမှာပဲအဲ့ဒါကလည်း energy နဲ့လည်းဆိုင်တယ်ကွာကိုကလည်းကိုကိုကိုအာရုံစိုက်ပြီးကိုဘွားလေးကိုကိုပျော်ရှင်အောင်နေမယ်အဆင်ပြေအောင်နေမယ်သူလည်းသူ့ဘွားလေးသူဒီမှာဒီ energy လိုမျိုးအဆင်ပြေအောင်နေမယ်ပျော်ရှင်အောင်နေမယ်အထီးကတော့အခုချိန်မှာတော့ separation ဖြစ်နေကြတဲ့ကာလရောက်နေတဲ့အကြောင်းကိုလှမ်းကိုလျှောက်ကြတာတော့အကောင်းဆုံးပဲဒီချိန်ချိန်မှာဘာတွေပဲဖြစ်လာဖြစ်လာကွာဒါလားကိုယ်လမ်းကိုလျှောက်ပြီးတော့ကိုယ့်ရဲ့ journey ကိုမှန်မှန်ကန်ကန်နဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်လျှောက်နေမယ်ဆိုရင်တော့ ဖျူရှာကပေါ့နော်ဒီလို energy တွေဒါတကယ်ပေါ့နော်ကိုယ်အတွက်ဖြစ်လာမယ်ဆိုရင်ဒါဘာပဲဖြစ်ဖြစ်ကောင်းတဲ့နေရာတွေဖြစ်လာမှာပဲအဲအဲ့လိုမျိုးလေးဒါကိုယ်စိတ်မှာနေကွာဒီအခုလက်ရှိမှာတော့ free yourself ပေါ့နော်ဒီလိုအရှိအနာဂတ်ကာလမှာဘာတွေပဲဖြစ်လာဖြစ်လာအခုလက်ရှိ present moment မှာတော့ free yourself focus yourself focus on yourself နော်ကိုကိုကိုအားလုံးဆက်ပြီးတော့ကိုကိုကိုဒီ မွန်ချမ်းမှုတွေပိတ်လောင်မှုတွေအဆင်မပြေမှုတွေကနေလွတ်မြောက်အောင်ကြိုးစားပေးပါဒါကအမပြောတာလည်းဖြစ်တယ်အင်ဂျင်လေးတွေက message ပေးတာလည်းဖြစ်တယ်နော်အဲ့တော့ဒီ reading လေးကတော့อืมဒါဒီလောက်ပါပဲနော်ဒါကတော့ short reading သဘောမျိုးလေးပါပဲဟိုဘယ်လိုပြောမလဲအမကဒါဟိုတစ်ဖက်လူရဲ့ current energy check ဆိုပေမဲ့လည်းမြင်တဲ့ဟာလေးတွေအကုန်လုံးပေါ့နော်ဒီ ခုကြည့်နေတဲ့သူလေးရဲ့ energy ကိုခံစားမိတဲ့ဟာကိုခံစားမိတယ်လို့ပြောပြပါရတယ်။သူရဲ့ energy ကိုလည်းခံစားမိတာတွေရှိရင်ခံစားမိတာလေးတွေကိုပြောပြပါရတယ်။အဲ့လိုသဘောမျိုးလေးနဲ့အမကပြောပြသွားတာပါ။ဟိုဘယ်လိုပြမလဲ။ဒီ reading တစ်ခုကိုဟို strict မလုပ်ထားအောင်ကတဲ့မလား။ဒီမြင်တမြင်တာဟောပုံစံမျိုးပေါ့နော်။မြင်မြင်တဲ့အတိုင်းကိုအကုန်လုံးပေါ့နော်ဒီလိုမျိုးလေး ခံစားမိတဲ့အတိုင်းလေးပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ reading လေးကိုသဘောကျတယ်ဆိုရင်တော့ like and comment လေးနဲ့အားပေးကြပါအောင်နော်နောက်ထပ် reading လေးတွေလည်းတင်ပေးပါပါအောင်မယ်အခါကျရင်အားပေးကြပါအောင်နော်အမားကိုအားပေးကြတဲ့ချစ်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နော် see you bye bye